ဟေယောအလုံးပဲမင်္ဂလာမနက်ခင်ပါအောက်တိုဘာလ20ရက်နေ့ယမနက်ပိုင်းအထူးသတင်းများကိုပထမဆုံးလူရင်းတူရှင်တင်ဆက်တော့မှာဖြစ်ပါတယ်ပြီးတော့ဆိုနောက်ဗီဒီယိုလေးတွေလေးကြည့်အောင်မှာဖြစ်ပါတယ်ကျွန်တော် channel coaching pp အခုချင်းတီအပေးနေတဲ့တုံ့ပြန်ချင်းတွေအားလုံးကျေးဇူးများကြည်တင်ပါတယ်လို့ပထမဆုံးပြောဆိုချင်ပါတယ်ဒါဆိုရင်တော့သတင်းလေးတွေဆက်ကြရအောင်အောက်တိုဘာလ20ရက်နေ့တွင်မန္တလေးတိုင်းမင်းချမြို့နယ်စိတ်ညက်ရေတင်ယုံတွေအကြံဖက်စစ်တပ်၏ရေချောင်းစစ်ဆေးရေးဂိတ်တွေ စစ်တင်ဘောများရောက်ရှိနောက်ခုနေစဉ်ဒေါ်လာရေးတပ်ဖွဲ့များကဒရုန်းဖြင့်ဘုံလေးလုံးကြီးချတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်ထူထိတ်ခိတ်မှုအတွင်စစ်တင်မိုးတစီကိုဘုံချရောက်ပုတ်ခွေးခချင်းကြောင့်စစ်ခွေးလေးကောင်ထိခိတ်တန်ရာရရှိခဲ့ပြီးစစ်တင်မိုးတစီဤခေါမူးလေးပြည့်စီသွားကြောင်းသိရှိရပါတယ်။ကျွန်တော်တို့တိရတလောက်ကတော့စစ်ခွေးမတည်ဘူးလို့တော့ကြားတယ်။ဒါပေမဲ့စစ်ခွေးလေးကောင်ကတော့ထိခိတ်တန်ရာရတယ်။စစ်ခွေးတင်မိုးကတော့ခေါမူးပြည့်စီသွားတယ် အစ်တင်ဘိုကိုစစ်ခွေးတွေကစိတ်ညက်ရည်တင်ယုံနာမှာပဲအခုထိပင်စင်နေတယ်လို့သိရတယ်။အစ်တစီကမထွက်နိုင်သေးဘူးဟုရေစကြူတပ်ပေါင်းစုမှတာဝန်ရှိသူကပြောပါတယ်။အဲ့ဒီလေကောင်လည်းမကြခင်သေးတော့ပါပါ။ကောင်လေးတဲ့တဒင်းနော်တဒင်း Autobalas ကနေရနေတွေတင်းတာရီတိုင်းလောင်းလုံမြို့ပေါ်ရှိ အောင်တပီဘုံကြီးကျောင်းဝင်းအတွင်တဆွေထားသောအကြံပစစ်ခွေးများကိုတိုလှန်ရေးတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ကြောင်းသိရှိရပါသည်။ ထူတိတ်ခိမှုဒီတနာယီခွေခန့်ဂျမီခေပီအချမ်ပစစ်ကောင်စီစီခွေပတ်မှနှကောင်ခွေတေဝတ်တီတေဆုံကခွန်တကောင်ထိခိတ်ဒဏ်ရာရရှိခေပီဒဏ်ရာရရှိသူများထေမှတကောင်ဒီဒဏ်ရာအခြေအနေပင်ထံကတေဆုံနိုင်ကြောင်းထွေခရိုင်တပေါင်းစုမှတည်င်းထုတ်ပြန်ထားပါတယ်ခေါင်းလိုက်တဲ့တည်င်းတော့တည်င်း အော်တိုဘာလာ6ရက်နေ့တွင်တနင်္သာရီတိုင်းတနင်္သာရီမြို့နှင့်တမောက်ချုံကျေးရွာအနီးတက်ဆွေထားသောအချမ်းပက်စစ်ခွေးများကိုတော်လှန်ရေးတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါသည်။ထူထိပ်ပွဲသည်45မိနစ်ခန့်ကြာမြင့်ခဲ့ပြီးအချမ်းပက်စစ်ကောင်စီစစ်ခွေးဖက်မှ၄ကောင်ခွေးတွေဝတ်တည်တည်ဆုံးကတော်လှန်ရေးတပ်ဖွဲ့ဝင်များအထူးအခိတ်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း People Defense Force မြစ်ကရိုင်တပ်ရင်းနှီးမှတရင်ထုတ်ပြန်ထားပါသည်။ကောင်းလိုက်တဲ့တည်နောက်တည် ဂရီနီပီအတွင်းအချမ်ပစစ်တက်ကလက်လွတ်ထရသောနေမင်းများပြန်လေတင်းပယ်ရဲ့ဒူစစ်စင်နွေးစင်စစ်တပ်မှဘူမှုဘူချီအောင်မင်းတူတေဆုံတွားချောင်းတေဆုံတူဤဇနီးဖြစ်တူဤလူမှုကွင်ရက်တွေပေါ်ပြချက်နဲ့မိတ်ဆွေဖြစ်တူတချို့ဤပြုတ်စုချက်အရာတည်စီရပါတယ်အောက်တိုဘာလ14ရက်နေ့တိတ်ပွဲအတွင်းဘူမှုဘူချီအောင်မင်းတူတေဆုံခေချင်းဖြစ်ပြီးအလောင်းကူမူတိုက်ရင်တပ်ဖွဲ့တန်တောက်ပြန်လေတည်ယူနိုင်ခြင်းမရှိကြောင်းသိရှိရပါတယ် ကြရပီနေဖက်မှာကြတာလို့တီးရတယ်။သူကမစ်ချနာဇာတိပါဘူမှုအပွိမတင်သေးဘူး။ဒါပေမဲ့လာစာတော့စာနေပြီဟုတေဆုံသူဘူဂျီအောင်မင်းတူဤအွန်လိုင်းမှာမိတ်ဆွေကစုပါတယ်။တေဆုံချင်းတွေဘူဂျီအောင်မင်းတူထန်တွေမိမဖြစ်သူမေဖြိုဖြိုစင်းနဲ့တာတမီနှူကြံရစ်ခေကြောင်းတစီရပါတယ်။သူမိမမစိုးဘူးနော်။ဒါကြည့်တော့မင်းထိတ်လို့ရတယ်။စားရစားရတော့ ိတ်တော့မကောင်းဘူးမနေ့ကတွေ့တယ်ဒီကောင်မရဲ့စာရေးသားတာကိုလေအခုနောက်ပြန်ကြည့်တော့သူ့ Facebook profile lock ထားပြီဒါပုံတွေယူလို့မရတော့ဘူးကောင်းလိုက်တဲ့တင်းတော့တင်းတန်တမတော် TNLA တင်းပိတ်တင်းချောက်ရမြုပ်တွေရွာတွေကအယက်သားပြည်သူတွေကိုပိမှတ်ထားပြီးနေ့စဉ်ဘုံချေတိတ်ခိမှုတွေအတွက်အလေရှိလာမေလို့ TNLA အထွေထွေအတွင်းရေးမှုဘူချုပ်တာဘုံကျော်ကလူမှုကွင်ချက်ကတစ်စင်ရေးသားပြောဆိုလိုက်ပါတယ် ဘူချောက်တာဘုံချောကမနက်နေ့ခင်ညနေညတခေါင်စတိတ်လေရင်ဘုံချင်းနေတာကျေးတဲ့သူကျေးဖို့ဆိုအိုးသူကျေးခံရတာကိုဝမ်းမြောက်လက်ခုပ်တီးသူအားလုံးကိုထုံးသေးချတော့မှတ်ထားမယ်အလှေစုတာစိမမေးပါလို့လူမှုကွေရက်မှာရေးသားထားပါတယ်ဖန်တဲ့ TNL အလှေလာလိုက်မယ်စောတာဆောင်ကြပါလို့ဒီကနေ့စစ်ခွဲတွေကိုပြောချင်တယ်စစ်ခွဲလိုပြီးတွေအထူးတစ်ဖြစ်ကြိုးစူးဦး စစ်ခွဲတွေကပြည်သူတွေကိုဘုံကျဲတဲ့အချိန်မှာအမေရန်လက်ခုပ်တီးပြီးမှပြုံနေတဲ့မြုပ်ကလေးကြိုးစုကိုအမြန်ဆုံးတာဝန်ယူတင်တယ်။တခြား PDF တွေတိုင်းတလန်နဲ့ဂိုင်းတွေကိုလည်းပြုံးချင်တယ်။မြုပ်ကလေးကြိုးစုကိုတာဝန်ယူပေးကြပါလို့ဒီကနေ့တောင်းဆိုချင်ပါတယ်။ကောင်းလေးတဲ့တတင်းနောက်တင်းပခုတိုင်လက်ပတံမြုပ်နေတရက်ချောင်းကျေးရွာတိုက်ပွဲအတွင် ပြုတ်ချလာတဲ့စစ်တပ်ရဲ့တိုက်ခိုက်ရေဒုံးတစ်စီးကိုဒေတာကန်တိုလာရေးတပ်ဖွဲ့ဖြစ်တဲ့တာယာဝတီဂလန်တပ်ဖွဲ့ကနေ ်တင်းစီထားတယ်လို့သိရှိရပါတယ်အစူပါတိုက်ခိုက်ရေးဒရုန်းကိုအောက်တိုဘာ9ရက်မနက်7:00နာရီဝန်းကျင်အချိန်မှာတင်းစီယာမီဒါဖြစ်ပြီးလက်ရှိမှာတော့စိတ်ချရတဲ့နေရာကိုရှေ့ပြောင်းပြီးဖြစ်တယ်လို့သိရှိရပါတယ်လက်ပတန်အစီဖက်ကတရချောင်းရွာကိုဒရုန်းပွင့်ချပြီးပြက်လာတဲ့အချိန်မှာပြက်ကျလာတာပဲလက်ရှိကတော့ဒရုန်းကကျွန်တော်တို့အဖွဲ့မှာပါလို့တာယာဝတီကလန်တက်ဖွဲ့တာဝန်ရှိသူကပြောပါတယ် တင်းစီယာမီတဲ့ဂျုံကအတိဆက်ဆက်ဖြစ်ပြီးကာလာပုတ်စေးအနေနဲ့ဘတ်စနတင်းဝမ်ချင်တန်ချီရှိတယ်လို့ပြောဆိုထားပါတယ်ဘတ်စနတင်းတန်ဆိုတော့မဆိုဘူးနော်မိတ်တယ်ကောင်းလေးတဲ့တတင်းနောက်တင်းရန်ကုန်တိုင်းအတွင်းစစ်မှုထမ်းကျောက်ခံရလူမိတ်များအပြင်မူရစေဝါတုံးဆွေးသူများကိုပါ စစ်ကောင်စီကစိတ်ခိုင်းထားကြောင်းပြည်သူများထံမှစုံစမ်းသိရှိရပါတယ်။ယခုကေတောလောက်ဆောင်ရာမြို့နယ်ထွေအုပ်ရုံများ၌တာဝန်ကျနေသည့်စစ်ဘူများကညှို့ကြချင်းဖြစ်ပြီးစစ်မှုထမ်းကျေးပေးရသည့်ပြည်သူများသည်ခွန်တုံးမပြန်ရေးပဲတောင်းသည့်ငွေကြေးအတိုင်းပေးနေရကြောင်းသိရပါတယ်။စစ်မှုထမ်းကျေးလာကောက်တော့ငါကရန်ကုန်လူမိတ်ကငါတို့ကအထက်နဲ့ပိုင်တယ်။မင်းတို့တွေဘာဖြစ်ချင်လဲဆိုပြီးတော့မိတ်ကြီးခွေးစကားပြုတ်တာ။ ပြီးတော့ဖိတ်ဆန်ကူလေပူတောင်းလာတယ်ဟုတန်တိမြုပ်တွေနေထိုင်တဲ့အသက်၄၀အရွယ်အမျိုးသမီးတဦးကပြောပါတယ်ရန်ကုန်ယူကြည်တွေရန်ကုန် PDF တွေရန်ကုန်မြို့မှာရှိတဲ့လူမိတ်တွေကိုဒီတိုင်းပဲကြည်ရတော့မှာလားလို့ကျွန်တော်ကတော့မေးချင်ပါတယ်ရန်ကုန်မြို့မှာရှိတဲ့လူမိတ်တွေကဘီတူတွေကိုနိုင်ကြည့်နေပါပြီကျေးဇူးပြုပြီးတော့ဆုံးမပေးကြပါအောင်လို့ဒီကနေ့တောင်းဆိုချင်ပါတယ်နောက်တရင်ထိုင်းနိုင်ငံကန်ချန်နပူရီခရိုင်နဲ့မေဆုံမြို့မှာအောက်တိုဘာ12ရက်နေ့ စကူယမမြန်မာနိုင်ငံသား219ဦးဖမ်းမိတယ်လို့ထိုင်းတရင်ဌာနတွေကရေးသားထားပါတယ်။ကန်ချန်နပူရီခရိုင်ကိုအသက်မပြီးသေးတဲ့လူငယ်တွေအပါအဝင်တရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား162ဦးကိုခရိုင်အောက်ချုပ်ရေးမှူးထိုင်းစစ်တပ်အပါအဝင်တပ်ဆိုင်ရာအဖွဲ့အစည်းတွေကအောက်တိုဘာ19ရက်မနက်ပိုင်းမှာဖမ်းမိခဲ့တယ်လို့ဘန်ကောက်ပို့စ်ကရေးထားပါတယ်။ကလေးအပါအဝင်219ဦးတားမြရတယ်နော်။ စိတ်မကောင်းဘူးဗျာထိုင်းတွေကလည်းခဏခဏဖမ်းတယ်။အောက်တိုဘာလ20ရက်နေ့ရက်မနက်ပိုင်းအထူးသတင်းကားတော့ဒီလောက်ပါပဲ။ဂေတာဆိုရင်တော့ကျွန်တော်တို့ပထမဆုံး Federal Wing တပ်ဖွဲ့တွေကဆက်ရောက်ခွေမေပင်မှာတုံးဖို့99ရာခိုင်နှုန်းပြီးဆုံးသွားပါပြီ။တစ်ချက်လောက်ရှုကြရအောင်။မိုက်တယ်နော် 我也卖的瓜，啊？ လိုမျိုးဆက်ရုပ်ခွေးတွေကိုပဲမှာတုံးတာလေဆိုတာကတော့တုံးရဲ့ချင်းတွေတီးပီးတာပြီမှာပါဒါပေမဲ့မတိသေးတဲ့လူတွေအတွက်နေနေပါပါပြုတ်ပြမယ်နော်ဒီဆက်ရုပ်ခွေးရဲ့အပေါ်မှာတနက်တွေထပ်ပြီးမှပြစ်လောက်ရတယ် GPS တွေတက်ပြီးမှစစ်ခွေးတွေရှိတဲ့နေရာတွေကိုရှာလောက်ရတယ်မိုင်းရှင်းတဲ့နေရာမှာလည်းတုံးလောက်ရတယ်စစ်ခွေးတွေရှိတဲ့နေရာတွေကိုလည်းထုတ်လှန်လောက်ရတယ်အများကြီးတုံးလောက်ရတယ်ကျွန်တော်တို့တော်လှန်ရေးရေးဖို့တွေကနီးပညာတားကျွမ်းကြတယ်ဒီဆက်ရုပ်ခွေးလောက်ဖို့အတွက်သူတို့ကဖိတ်ဆန်အများကြီးကူပေးမှလောက်တာဖြစ်ပါတယ်အချိန်လည်းများများပေးရတယ် အခုလေ public မှာပေါ်ပြလို့မရတဲ့ဤပညာတွေအများကြီးရှိသေးတယ်တို့တို့မှာ federal wing အဖွဲ့ကိုကျွန်တော်တို့ဖိတ်ဆံများများလှူနိုင်ရင်တော့ဒီထက်ကောင်းတဲ့အရာတွေတို့တို့ကတီထွင်နိုင်တယ်။တုံရချင်းတော့လှူနိုင်ရင်တော့ federal wing ကိုလှူပေးကြပါလို့ဒီကနေ့တောင်းဆိုချင်ပါတယ်။ဒီဆက်ရောက်ခွဲလည်းမကြခင်ပြီးတော့မှဖြစ်ပါတယ်။99%ကတော့ BB လို့သူတို့ကပြောပါတယ်။လူမှုကွန်ရက်မှာပေါ်ပြလို့မရတဲ့နေပညာသူတို့လောက်ထားတဲ့အရာတွေအများကြီးရှိတယ်လို့လည်းသူတို့ကပြောပါတယ်။ဒါကတော့ပီတူလူထုတိအောင်ထုတ်ပြတာဖြစ်ပါတယ်။ ဒါလီစားပါတယ်ဖီဒရဝင်းတက်ဖွဲ့တွင်ဂေတာဆိုရင်ဒေါ်နိုဗီဒီယိုဒေါက်တာခင်မောင်ညိုပြောသွားတာကိုတစ်ချက်လောက်နားစင်ကြည့်အောင်စစ်လင်းရင်ဝဲတယ်ဆိုတာတဲ့ဘာလို့ဖို့လဲခင်ဗျားတို့သိတာပဲစစ်တိုက်ဖို့ပဲမဟုတ်ဘူးလားဒါကျွန်တော်လည်းသိတာပေါ့စစ်လင်းရင်ကစစ်တိုက်ပဲဒါဟိုဘာလို့မေးเสียရရှိလဲအကျွန်တော်မေးเสียရတခုတော့ရှိတယ်ဗျာလို့ကျွန်တော်မပြောရလို့ပါကျွန်တော်ကြောက်လဲကြောက်တတ်တော့ဒီပေါ်ကနေတစ်ခါတည်းကြတော့ပြောတယ်ကျွန်တော်မေးเสียရတော့ရှိတယ်လို့စစ်လင်းရင်ကစစ်တိုက်ဖို့ဆိုရင် စစ်ပညာသင်တာဘာဖြစ်လို့လွှတ်တော်တဲ့ရောက်လာလဲလို့ဟန်တယ်နော်ကိစ္စတစ်ခုရှိလို့ထောက်ခံစားသွားယူယူလုတ်ပေးကြတာပဲဒါပေမဲ့တစ်ခါလေကြတော့မလုတ်ပေးတာရှိတယ်နော်အကြာကြီး passport ဆိုရင်အကြာကြီးဖြစ်နေတယ်ဟာဆရာလုတ်ပါအောင်ဆိုရင်မရလို့ပါကွာလုတ်ပါအောင်ဆိုမရလို့ပါကွာဆိုတာဟဲ့အိမ်ကြတော့ပြန်ပြောကြည့်မရလို့ပါကွာဆိုတာ မင်းကလည်းတော်တော်အားတယ်မရအောင်ဆိုတာရအောင်ပေးလိုက်ပေါ့တဲ့အဲ့တော့မရဘူးဆိုတဲ့ဟာကရသွားရင်လုတ်ပေးတယ်မိတ်တယ်ကျွန်တော်တလောကအင်တာနက်မှာဖိုင်းရမှတ်တမ်းပါရေးတာလဲအိုင်ချင်းလားယိုင်ချင်းလားမသိပါဘူးနော်အိုင်ချင်းလားပါချင်းလားမသိပါဘူးဟမ်တယောက်တို့လာစီယိုင်ယိုင်လို့ယိုင်ယိုင်လို့မြားမိုးရွာစီဖြိုင်ဖြိုင်လို့ဖြိုင်ဖြိုင်လို့နော်ဘမသာလူတွေရှိပါတယ်ဖတ်ဖူးတော့ဟုတ်တယ်ဟုတ်လား เนาะကျွန်တော်အစဆုံးတော့မရပါဘူးတုတ်တုတ်လာသည်ရန်ရန်လို့ရန်ရန်လို့မြားမိုးရွာသည်ဖြန်ဖြန်လို့ဖြန်ဖြန်လို့အင်တာနက်ထံမှာရေးတာတော့အောက်ကတယောက်ကလက်ဆော့ရေးတာကရှိသေးတယ်စိန်ကိုယူသည်ကြင်ကြင်လို့ကြင်ကြင်လို့လေကျွန်တော်တို့ကထန်းငွေရောင်းတယ်ကျွန်းသိရောင်းတယ်ရေနံရောင်းတယ်ရေနံတော့သိမရောင်းရပါဘူးကြောက်တံပရမားရောင်းတယ်ဓာတ်ငွေရောင်းတာပဲဒေါ်လာ3000တော့ရတယ်ကျွန်းသိတော့ကြောက်တံပရမားတော့3000 တရာကျော်ရတာဒီပတ်စံနေနဲ့အစိုးရကရက်တီလို့ရအစိုးရပြည်သူထောက်ခံเสียရလည်းမလို့ထောက်ပံ့เสียရလည်းမလို့အာနာသာတီမြဲရင်ကျွန်တော်တို့တိုင်းပြည်ဟာတယံဇာတတွေနဲ့ရက်တီနိုင်တဲ့အစိုးရရှိနိုင်တယ်ဆိုတော့အာနာရှင်အစိုးရတက်ပေါင်းများစွာတည်ထောင်ခဲ့ပါတယ်ဟန်တဲ့လုံးရတဲ့ဆယ်နှစ်လောက်ကမှဒီစကားဟာကောင်းကောင်းမပေါ်လာတယံဇာတကျင်စာဆိုတာ တချို့တိုင်းပြည်တွေဟာတဲ့သေယံသာတရှိလေလေဒုက္ခရောက်လေလေအထူးဖြင့်ယေနန်ရှိတဲ့ကူဝိတ်တို့အီရတ်တို့အခုအီရန်တို့နိုင်ဂျီးရီးယားတို့ဒီနိုင်ငံတွေဟာဆင်းရဲအတ္တိဒုက္ခရောက်ဗမာပြည်လို့သေယံသာတပေါ်ကျွယ်သွားတဲ့နိုင်ငံဟာလည်းမချမ်းသာဘူး။နော်ဝေနဲ့နိုင်ဂျီးရီးယားကိုနှိုင်းယှဉ်လို့ပြောတယ်။နော်ဝေမှာလည်း ်ရင်နံထွက်တယ်သဘာဝတန်ခွေထွက်တယ်အများကြီးထွက်တယ်နိုင်ဂျီးရီးယားမှာလည်းရင်နံထွက်တယ်သဘာဝတန်ခွေထွက်တယ်အများကြီးထွက်တယ်နှစ်နိုင်ငံလုံးကရောင်းစားနိုင်တဲ့အခြေအနေရှိတယ်ဒါပေမဲ့နော်ဝေးတိုင်းပြည်အပေါ်ရောက်သွားတယ်အဆင့်အမှန်မြင့်တယ်ခင်ဗျားတို့အားလုံးဒီနိုင်ဂျီးရီးယားအောက်မှာရှိတယ်ဘာဖြစ်လို့လဲရှာလိုက်တော့อืมအဆူရမကောင်းလို့ပေါ့ပြောတာတော့ရမှန်တွေကြီးပဲကျွန်တော်တို့နိုင်ငံမှာတရားစာတာတွေများကြီးထွက်တယ်တဝက်ကစခွေးခေါင်းဆောင်တွေအတွက် တဝက်ကပီတူလိုထူတက်ဖို့အတွက်ဖြစ်ပါတယ်။ကဲဒါဆိုရင်တော့နောက်ဗီဒီယိုရေးဖို့ထူချိုပြောသွားတာကိုတစ်ချက်လုံးနားဆင်ကြည့်အောင်။စစ်မှုထမ်းမလား။ဒေါ်လာရေးမှာပါဝင်မလား။ရွေးချယ်စရာနှစ်ခုတည်းကခမရတို့တစ်ခုကိုပြက်ပြက်သားသားရွေးချယ်ဖို့အချိန်ရောက်ပြီဖြစ်ပါတယ်။ဒီနိုင်ငံမှာရှိတဲ့အသက်၁၈နှစ်ပြည့်ပြီးသားလူငယ်တိုင်းဟာအာနာရှင်စနစ်ဆိုးကြီးကိုမကြိုက်ဘူးဆိုရင်လေတော်လာရေးမှာပြက်သားစွာရက်တီပါဝင်ဖို့အခြေကြပြီ ဒေါ်လာရေးကိုအယုံကြည်မရှိဘူးဆိုရင်လေစစ်ကော်မရှင်တပ်ကထုတ်ပြန်ထားတဲ့ဆက်ရှိနဲ့ပြည်ပြီးသူတိုင်းစစ်မှုမထမ်းမနေရဥပဒေကိုလိုက်နာဖို့လိုအပ်တယ်စစ်မှုလည်းမထမ်းချင်ဘူးဒေါ်လာရေးလည်းမလုပ်ချင်ဘူးဒီနိုင်ငံမှာရှိတဲ့လူအများစုက အချောင်းနဲ့အချောင်းစားပဲကြိုက်တယ်ပေးဆက်မှုမရှိဘဲနဲ့ခံစားခွင့်လိုချင်တယ်စစ်မှုလည်းမထမ်းချင်ဘူးဒေါ်လာရေးလည်းမလုပ်ချင်ဘူးဆိုတော့ဘာဖြစ်တယ်လဲမိဘတွေကတာသမီတွေကိုနိုင်ငံရေးရှာကို တရားဝင်နေရောတရားမဝင်နေရောပို့ကြတယ်တရားဝင်နေနဲ့ပို့ရအောင်ကျွန်တော်တို့စစ်ကော်မရှင်တပ်ကအသက်ဆက်ရှင်နဲ့ပြေးပြေးသားလူငယ်တိုင်းကိုတရားဝင်ခွင့်ပေးသလားမပေးဘူးမပေးတော့ဘာဖြစ်လဲကျွန်တော်တရားမဝင်တဲ့နေလန်နဲ့နိုင်ငံရခြားကိုထွက်ခွာကြတယ်ပို့ကြတယ်သူများနိုင်ငံတိုင်းတစ်ပါးမှာရောရောက်သွားတဲ့အခါမှာရောအဆင်ပြေသလားအဆင်ပြေတဲ့လူကနင်းနေပြီနော်အခက်ခဲပေါင်းများစွာနဲ့ရင်ဆိုင်ပြီးတော့လုံးဝအဆင်မပြေတဲ့အဆုံးမှာအဖမ်းခံရပြီးတော့ စစ်ကောင်မရှင်တက်စီကိုပြန်လွှဲခံရတယ်အဲ့ဒီမှာမဖြစ်သွားတယ်စစ်မှုပြန်ထမ်းရတာပေါ့စစ်သားလုပ်ပေါ့နော်ဒီချိန်မှာကျွန်တော်တို့ကပြက်ပြက်တန်းတန်းနဲ့ရွေးချယ်ရမယ့်အချိန်ရောက်ပြီရှောင်ပြေးရမယ့်အချိန်မဟုတ်တော့ဘူးอืมဒီနိုင်ငံမှာရှိတဲ့ကျွန်တော်တို့ရဲ့နောင်နောင်သားတွေခလေးငယ်တွေရဲ့အနာဂတ်တွေအေးချမ်းตายာလှပဖို့ဒေါ်လာရင်းနဲ့အာနာရှင်အပြိုင်နေတဲ့ကာလမှာခမည်းတော်တစ်ဖက်ဖက်မှာရက်တီ ဒေါ်လာရေးကိုယုံကြည်မရှိဘူးဆိုရင်လေစစ်ကောင်မရှင်တက်ထဲမှာစစ်မှုမထမ်းမနေရဥပဒေထုတ်ပြန်ထားတဲ့အတွက်စစ်မှုထမ်းမှာမထမ်းရင်တော့စစ်တပ်ကပေါ်တာဆွဲမှာပဲဒါတို့အပြစ်မဟုတ်ဘူးတို့ဥပဒေထုတ်ပြန်ထားတယ်လေခင်ဗျားတို့စစ်မှုမထမ်းရင်ပေါ်တာဆွဲမယ်အိမ်ထဲကိုဇုတ်ဝင်ဖမ်းရင်ဖမ်းမယ်ဒါဟာဥပဒေရတို့ထုတ်ပြန်ထားတဲ့ဥပဒေရတို့ကလုံးပါပဲအဲ့ဒါမျိုးတွေအလုံးမခံချင်ဘူးဆိုရင်လေစစ်တပ်ကိုအယုံကြည်မရှိဘူးဆိုရင်လေတော်လန်ရေးမှာပြက်ပြက်သားသားနဲ့ပူပေါင်းပါဝင်ရက်တည်ပါ အိမ်မှာရှိတဲ့မိမိသားသမီးကြတော့သေမာကြောက်တယ်အနာဂတ်တွေကြောက်မှာကြောက်တယ်ဒါဆိုရင်နောင်လာမဲ့ကလေးတငယ်တွေတော်လိုင်းရေးလုပ်နေတဲ့လူငယ်တွေအတွက်ကောအနာဂတ်တွေမရှိဘူးလားအသက်တွေမရှိဘူးလားနှမျိုးအားပြိုင်နေတယ်တမျိုးကိုပြတ်သားစွာရွေးချယ်ပါအဲ့တော့တော်လိုင်းရေးနယ်မြေမှာရှိနေတဲ့လူငယ်တွေအနေနဲ့လဲတော်လိုင်းရေးမှာလက်နက်ကင်ပြီးတော့တိုက်ပွဲမဝင်နိုင်ဘူးဆိုရင်လေမိမိတို့တတ်နိုင်တဲ့ဘက်ကနေပြီးတော့ထောက်ပို့ပဲဖြစ်ဖြစ်ကဲတဲ့ရေးပဲဖြစ်ဖြစ် ဥပေါင်းပါဝင်မှုလိုအပ်ပါတယ်အဲ့ဒီလိုမဟုတ်ဘူးကျွန်တော်နိုင်ငံမှာရှိတဲ့လူငယ်အများစုလူအများစုကစက်ကောင်မရှင်တက်တင်အပြစ်ပြောလာဆိုမဟုတ်ဘူးတော်လိုင်းလုပ်နေတဲ့သူတွေလည်းအပြစ်မြင်တာပဲဘာလို့လို့ဒီနိုင်ငံမှာရှိတဲ့လူအများစုဟာမကောင်းမြင်တဲ့အစိတ်ပဲဖြစ်နေကြတယ်အဲ့ဒါတွေလည်းပြင်ဆင်ဖို့လိုအပ်တယ်အဲ့တော့ဒီတော်လိုင်းနိုင်ငံမှာရှိတဲ့လူငယ်တွေအနေနဲ့ကလည်းတော်လိုင်းမှာထဲထဲဝင်ဝင်ပါဝင်ကြဖို့လိုအပ်ပြီเนาะအဲ့တော့ အကြောင်းမျိုးမျိုးကြောင့်အနာယူနေတဲ့ရဲဘော်တွေရောအပါဝင်ပေါ့အားလုံးတော်လာရေးမှာပြန်လည်ပြီးတော့ပါဝင်ကြပါအဲ့ဒီလိုမှမဟုတ်ဘူးဆိုရင်လေကျွန်တော်တို့စက်ကော်မရှင်တက်နော်အနာရှင်စက်တက်ဟာထိုးဆက်ဆင်ပြီးတော့ပြန်လည်သိမ်းယူပြီးသွားပြန်ပြန်လည်သိမ်းယူပြီးသွားတဲ့အချိန်မှာအဲ့ဒီနယ်မြေမှာရှိတဲ့လူငယ်တွေဟာအသက်ခံမလားအဖမ်းခံမလားစစ်မှုထမ်းမလားအဲ့တော့တခုခုရွေးချယ်ရပါပဲရွေးချယ်ရမှာနော်အသာနေရင်တော့ခင်ဗျားတို့အားလုံးအသေးနာကြလိမ့်မယ်ဒီတော်လန်ရေးမှာ မပါဝင်သေးတဲ့ပြည်သူအချို့ကိုလည်းထပ်ပြီးတော့အသိပေးခြင်းပါတယ်ခမရတို့ပါဝင်သည် ဖြစ်စီမပါဝင်တော့သည် ဖြစ်စီဒီဒေါ်လာရေးဟာရက်တော့မှာမဟုတ်ပါဘူးအာနာရှင်စနစ်စိုးကြီးရှိနေသည်မြကာလပတ်လုံးလက်နက်ကင်ဒေါ်လာနေတဲ့ဒေါ်လာရေးအဖွဲ့အစည်းတွေဟာဆက်ပြီးတော့ရှိနေအောင်မှာဖြစ်ပါတယ်ဒီဒေါ်လာရေးကြီးမပြီးဆုံးသေး၍ဒီနိုင်ငံဟာဘယ်တော့ခါမှ အေးချမ်းတာယာပြီးခင်မီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံ ဖြစ်လာเสียအကြောင်းမရှိပါဘူးဒါကြောင့်ပြက်ပြက်သားသားနဲ့အာနာရှင်စနစ်ဆိုးကြီးအောက်မှာနေထိုင်မလားခမရတို့ယုံထွက်မလားဆိုတာဆုံးဖြတ်ရမယ့်အချိန်ရောက်ပြီလို့ပဲပြောချင်ပါတယ်အားလုံးပဲဘေးကင်းကျန်းမာချမ်းသာကြပါစေဗျာဟုတ်တယ်ရေဖို့ပြုတ်သွားတာဒါမှန်တယ်အခုအချိန်မှာမြို့ပေါ်မှာရှိတဲ့လူငယ်တွေ PDF ထဲမှာဝင်ကြပါလို့ကျွန်တော်ကလည်းတိတ်တွင်းချင်ပါတယ်တော်လှန်ရေးမပြီးမချင်းကျွန်တော်တို့နိုင်ငံငင်းချက်မှာမဟုတ်တော့ဘူး ကျွန်တော်တို့နိုင်ငံကိုမြန်မြန်ငင်းချန်အောင်ဖြစ်စေချင်တော့လူငယ်တွေ PDF ထဲမှာဝင်ကြပါမဟုတ်ရင်စစ်ခွဲတွေကတနေ့ချက်မင်းတို့အင်တကားကိုလာခုမှာဒါကတော့တေချပါတယ်အချင်းစီနေတော့မှာတွားကြပါလို့ဒီကနေ့ပြောဆိုချင်ပါတယ်ကေဒါဆိုရင်ဒေါ်နိုဗီဒီယိုအဘတော့မတီးခင်မှာတိုင်းပြည်ငင်းချန်အောင်လုပ်ပေးနိုင်မှာလားဆိုတဲ့မိခွန်းနဲ့အဘတော့ကိုမိခွန်းထုတ်နေတဲ့ငကြောင်မင်းတစ်ချက်လောက်ရှူချရအောင်ခင်ဗျားတို့ခင်ဗျားဆယ်ကျော်သက်ကလေးဖြစ်နေပါစေ ਉ အသက်80ပြည့်ဘွေးဖြစ်နေပါစေ ਉ အသက်90ဖြစ်နေပါစေ ਉ တာမန်ပြည်သူတွေနဲ့မဆိုင်ပါဘူးဒီကိစ္စခမရမသေးခင်ခမရကိုယ်တိုင်ငြိမ်းချမ်းရေးယူပေးခဲ့မှာလားလို့ခမရတို့အုပ်စုကိုကျွန်တော်မေးချင်ပါတယ်ခမရတို့အုပ်စုကိုမေးချင်ပါတယ်နောက်လာမယ့်မျိုးဆက်တစ်ခုလုံးရဲ့အနာဂတ်အတွက်ခမရတို့မသေးခင်မှာတိုင်းပြည်တည်ငြိမ်အေးချမ်းအောင်လုပ်ပေးခဲ့နိုင်ပါလားလို့ခမရတို့မေးချင်ပါတယ်အဲ့ခမရတို့ဆိုတာတော့ခမရတို့နဲ့ခမရတို့ပဲဘယ်သူတွေလဲလို့ကျွန်တော်မသိဘူးခမရတို့ပဲ what ခမရတို့မသေးခင်မှာနောက်လာမယ့်မျိုးဆက်တွေအေးအေးချမ်းချမ်းနေရအောင် လုတ်ပေးခဲ့နိုင်ပါမလားဆိုတော့မိကုန်းလေးကိုခမရတို့ကိုယ်တိုင်မမင်းနဲ့လည်းတီးပြီးသားပဲခမရတို့ပြောခြင်းတယ်တမရတို့ထိပ်ပိုင်းကြီးကလေးပါပါတယ်ဆိုရအကြီးကလေးပါပါတယ်နိုင်ငံရေးသမားတွေပါပါတယ်အတကြီးလွန်တဲ့အချို့ပုဂ္ဂိုလ်တွေပါပါတယ်ခမရတို့မသေးခင်မှာကျွန်တော်တို့ဘူလက်တက်ပါတယ်နော်နေရအောင်ခမရတို့လုတ်ပေးနိုင်တဲ့အစွမ်းစားရှိပါမလားလုတ်ပေးချဖို့ဆန္ဒရှိရလားဆိုတော့တော့ခမရတို့မေးချင်ပါတယ်မဟုတ်ရင်ခမရတို့ကျွန်တော်ကသမိုင်းကိုရေးမှာပါဘယ်ပုဂ္ဂိုလ်ဘယ်သူကတော့ ဘယ်ပုဂ္ဂိုလ်ဘယ်ပုဂ္ဂိုလ်ဘယ်ပုဂ္ဂိုလ်ကြီးရတော့ငြိမ်းချမ်းရေးလုပ်ဖို့ဆန္ဒမရှိတဲ့သူတွေဘယ်သူတွေရောလုပ်ဖို့ဆန္ဒရှိတယ်ဘယ်သူတွေရောသူ့လက်ထက်မှာရတဲ့လောက်စူးစမ်းလုပ်သွားရတဲ့သူတွေဘယ်သူတွေရောပတ်ပြီးတော့ပြီးနေတယ်ရှောင်ပြေးနေတယ်လူတွေဆိုတော့ကျွန်တော်ကတော့နာမည်နဲ့ပုံနဲ့တော့ပြီးတာလေခင်ဗျားတို့ရဲ့မြည်ရည်မြစ်တွေဖတ်ကြပြီတော့အဲ့ကျွန်တော်တမိုင်းကိုကျွန်တော်ရေးပါအဲ့တော့ခင်ဗျားတို့ကလည်းပြီးတာပါခင်ဗျားတို့မသေးခင်မှာတိုင်းပြည်တော်ကိုခြေပွန်စွာဖြင့်ကို့ပြည်သူလူထုအေးအေးချမ်းနေရအောင်လက်မှတ်ထိုးပေးခဲ့ပြီးနေချင်းချင်းဖြစ်အောင်လုပ်ပေးခဲ့နိုင်ပါမလားဆိုတာကို ခမရတို့စဉ်းစားကြဖို့လိုပြီးလို့ပဲသက်ဆိုင်ရာခမရတို့ပြောပါတယ်အဲခမရတို့ကခမရတို့ပါကျွန်တော်တို့မဟုတ်ဘူးကျွန်တော်တို့မဟုတ်ဘူးခမရတို့ပါခမရတို့ထိမှ bullet လက်ပါတယ်နော်မင်းတို့ဘဘတို့ကတိုင်းပြည်အချက်အုံဘယ်တော့မှလုံနိုင်မှာမဟုတ်ဘူးတိုင်းပြည်ကကောင်းဖို့မပြောနဲ့တိုင်းပြည်ကနောက်ဆုံးဆိုရင်တော့အကုန်လုံးလောင်ကျွမ်းအောင်လောက်သွားမယ်မင်းတို့ဘဘကြီးတွေပါမြို့လဲမမြို့လိနဲ့ကျွန်တော်တို့နိုင်ငံမှာဒီစစ်ခွေးတွေရှိတဲ့ရွေကတော့အေချမ်းဖို့မပြောနဲ့တနေ့ပြီးတနေ့ဆူလာမှာပြီးသူတွေလည်းတနေ့ပြီးတနေ့ဒုက္ခရောက်မှာ မိမေခွန်ကအဘတော့ခက်မှာမမေတင်တဲ့မေခွန်ဖြစ်ပါတယ်ဘေတော့မှအေချန်နိုင်မှာမဟုတ်ဘူး100%ကျွန်တော်ပြောရည်တယ်မျိုးလဲမမျိုးလိပါနဲ့ဆုလဲမတောင်းပါနဲ့ဆုတောင်းရင်လည်းထူမှာမဟုတ်ဘူးဟုတ်ကဲ့ပါတုံးရဲ့ channel ဒီမနက်တင်ဆက်မှုကတော့ဒီလောက်ပါပဲကျေးဇူးများချစ်တင်ပါတယ်ကျမ IQ စိတ်ကြပါ I love you all God bless you all thank you for your time